ဂရင်းလန်ကျွန်းသုံးအမေရိကန်ဒူးတမရခီးစင်မှာလက်ခံနိုင်စရာမရှိဘူးလို့ဒိမန်ဝန်ကြီးချုပ်ပြောအမေရိကန်ဟာဂရင်းလန်ကျွန်းနဲ့ပတ်သက်လို့လက်ခံနိုင်စရာမရှိတဲ့ဖိအားတွေပေးနေကြောင်းဒိမန်ဝန်ကြီးချုပ်မက်တီဖရက်ဒရက်ဆင်ကမတ်လ25ရက်နေ့မှာပြောကြားခဲ့ပါတယ်အခုသတင်းပတ်အတွင်းကိုပိုင်အုပ်ချုပ်ခွင့်ရဗစိတ်တည်တည်သားဖြစ်တဲ့ဒိမန်ပိုင်နယ်ဖြစ်တဲ့အဆိုပါအကျုံးပေါ်ကိုအမေရိကန်ကိုယ်စားလှယ်အဖွဲ့လာရောက်ခြင်းမပြုတ်ခင်မှာပဲဒိမန်ဝန်ကြီးချုပ်ကအထက်ပါအတိုင်းပြောကြားလိုက်တာပါ ကျုံးပေါ်ရှင်အမေရိကန်စစ်ခြေဆိုင်စခန်းတို့လာရောက်မဲ့အဲ့ဒီခရီးစဉ်မှာအမေရိကန်ဒုတိယဒါမရဂျေဒီပန်ဒုစနီယူဇာပန်အင်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးမိုင်ဝေါ်နဲ့စွမ်းယုံဝင်ကြီးခရစ်ရိုက်တို့ပါဝင်ကြမယ်လို့သိရပါတယ်အမေရိကန်ဒုတိယဒါမရကမတ်လ28ရက်ကြာရင်ဂရင်းလန်တို့မိမိသွားရောက်ဖို့စီစဉ်ထားကြောင်းလူမှုကွန်ရက်အိတ်ပေါ်မှာမတ်လ25ရက်မနေ့ကရေးသားလွှင့်တင်ခဲ့ပါတယ်အမေရိကန်ဒါမရအတော်နဲ့ထရက်ကန် Greenland ကိုတိမ့်ပိုက်တည်တယ်လို့မလ24ရက်မှာထက်လောင်းတိုက်တွန်းခဲ့ပြီးကြေပြောလာတဲ့အဲ့ဒီကြောင်းဟာအမေရိကန်အမျိုးသားလုံခြုံရေးအတွက်အရေးကြီးကြောင်းပြောကြားခဲ့ပါတယ်။ဒိမန်ဝန်ကြီးချုပ် Frederickson ကတော့ Troy ရဲ့တိုက်တွန်းချက်ကိုပယ်ချခဲ့ပြီး Greenland မှာပြည်သူတွေကပဲသူတို့အနာဂတ်ကိုဆုံးဖြတ်ရမှာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒီအချိန်လေးမှာ Greenland နဲ့ Denmark တို့အပေါ်ဖိအားတွေပေးခံနေရတာဟာလက်မခံနိုင်စရာမရှိဘူးလို့ကျွန်မပြောရမှာဖြစ်ပါတယ်။ ပြီးတော့ DPR ဟာကျမတို့သုံးနိုင်ရမယ်လို့ဝန်ကြီးချုပ်ကဒိမဲ့ရုပ်သံထွေဌာန DR နဲ့ TV2 တို့ပြောကြားခဲ့ပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။